ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းဟာကင်မရာဖြစ်တယ်ဆိုတာမမေ့ရဘူးတဲ့ကင်မရာเนาะကိုကိုကိုကင်မရာဖြစ်တယ်ဆိုတာသတိထားဖို့လိုအပ်တယ်ဒီမှာတစ်ချက်လေးဖတ်ချင်ပါတယ်လို့အလွန်ချစ်ဖွယ်ကောင်းသည့်များစွာသောခရိယန်တို့သည်သူတို့ရဲ့အသိဉာဏ်များနဲ့စိတ်နှလုံးများကိုမြည်ကဲ့သို့ ကင်တွေရမည်ကိုမသိကြခြင်းမှာအလွန်ပင်ဝမ်းနည်းဖွယ်ကောင်းလာသည်အမှန်တကယ်တွင်သူတို့ကိုတော်တိုင်သည်ကင်မရာကင်မရာများဖြစ်ကြောင်းကိုသူတို့မသိကြပါအာမင်ဒီနေ့ချစ်တော်မိသားစုအင်္ဂါဝင်ကျွန်တော်ဟာကင်မရာဖြစ်တယ်တင်ဒီကင်မရာဖြစ်တယ်ဒါကြောင့်ကင်မရာထဲမှာအဓိကအရေးကြီးတဲ့အချက်၃ချက်ဒီနေ့ပြောတယ်တစ်မန်ဘလူးနှစ် flame တုံးအလင်းအဲ့ဒီမှန်ဘလူးရှိတော်ညာလဲပဲတဲ့မှန်ဘလူးကိုအမြဲတမ်းပါလုပ်ထားရလဲဆိုရင်ဖုံမဝင်အောင်သူကကာထားရကျွန်တော်လဲကင်မရာဝယ်တဲ့အခါမှာအဲ့ဒါကောင်းကောင်းတဘောပေါက်တယ်ကင်မရာကိုနော်ကျွန်တော်တို့ရိုက်တဲ့အခါမှာကင်မရာကိုကျွန်တော်တို့မကာထားဘူးဆိုရင်ဖုံကတ်သွားရင်အဲ့ဒီဖုံကကျွန်တော်တို့ရဲ့ဒီရိုက်လိုက်တဲ့ ဖလင်ပြားပေါ်မှာသွားကတ်သွားတာဒါကြောင့်မို့ကင်မရာတမားကသူရိုက်ပြီးရင်အငြင်းရမ်းဘာလို့လေးရှိလဲဆိုရင်အဖုံးဖုံးလေးရှိတယ်အဲ့ဒါဘာလဲဆိုရင်ရည်ရွယ်ချက်ကကြည်လင်ထင်ရှားဖို့အတွက်ဖြစ်တယ်အခုကျွန်တော်တို့တယောက်ချင်းစီတိုင်းကလေခုနပြောတဲ့အတိုင်းမှန်ဘလူးဟာတဲ့ကျွန်တော်တို့ရဲ့အသိဉာဏ်ဖြစ်တယ်ဒီအသိဉာဏ်ကိုကျွန်တော်တို့ကလေဘာလို့ရတယ်လဲလို့ပြောတဲ့အခါမှာ ဒီအတိညာဏ်ကလေကျွန်တော်တို့ကဖယားတခင်ဖွင့်ပြလိုတဲ့ဥစ္စာကြားစီလိုတဲ့ဥစ္စာကြားဖို့ရန်အတွက်ဖုံးကွယ်ထားတဲ့အဖုံးကလေစတမနတ်ပဲဒါကြောင့်မို့ခုနနှုတ်ကပတ်တော်မှာအလုံးလဲဖတ်ပြီးပြီဖယားရဲ့အလင်းကိုမမြင်ဖို့အတွက်စတမနတ်ကဖုံးထားတာဒါကြောင့်မို့ဘလောက်ကြားကြား ဘလောက်နားထောင်ထောင်မပြောင်းလဲဘူးဆိုတော့အဲ့ဒါပဲဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းတော့အရန်အရေးကြီးတယ်ဆူတောင်းရမယ်အခုဒီမှာဥမာဆိုကြပါစို့ဆ iamma စီစစ်နေတယ်ဆိုဆ iamma အတွက်ဆူတောင်းပေးဖို့လိုအပ်တယ်ဒီမှာတယောက်တော့သူစီစစ်နေတယ်ဆိုအဲ့ဒီတယောက်တော့သူအတွက်ဆူတောင်းဖို့လိုအပ်တယ်သူအတွက်ဆူတောင်းရမကောက်ကို့အတွက်ပါကိုဆူတောင်းဖို့လိုအပ်တယ်ဘာကြောင့်မို့လဲပြောတာပြောသွားတာကို့အထဲမှာဘာမှမကြံခဲ့တည်တယ်မလား ဘာကြောင့်မို့လဲဘလာကြီးပဲဖြစ်နေတယ်တဲ့ဘာကြောင့်မို့လဲအဖုံးကြီးကပုံထားတာအဖုံးပုံထားတော့ဘလောက်ရိုက်ရိုက်သူသူ့ရဲ့အဖြစ်ပြက်ကိုပြောတယ်လေသူကြိုကိုသွားတယ်တဲ့ကမန်ကရနဲ့ရိုက်တာဟက်ဖလင်ကိုသွားစေးတဲ့ကဘာမှမပေါ်လာဘူးတဲ့ဘလာကြီးပဲထွက်တယ်ဘာကြောင့်မို့လဲဖုံးပြီးမှရိုက်တာကိုတဲ့ဘယ်ပုံထွက်ပါမလဲအခုဒီနေ့ကျွန်တော်တို့ရဲ့အတ္တမအဲ့ဒါလိုအပ်တယ်နော်ကိုယ့်အတွက်လည်းစူတောင်းဖို့လိုအပ်တယ် စီစင်းနေတဲ့သူအတွက်လည်းဆူတောင်းဖို့လိုတယ်အဲ့ဒီအခါကျမှဝိညာဉ်ထဲမှာအချိန်မီမှာဖြစ်တယ်တကြောင်ဒီထဲမှာခုနကျွန်တော်ဖတ်သွားတဲ့အတိုင်းပဲအလွန်ချစ်ဖွယ်ကောင်းတဲ့များစွာသောခရိယန်တို့ဟာသူတို့ရဲ့အတိညာဏ်များဒီအတိညာဏ်ရေးကြည့်ရနော်အတိညာဏ်နဲ့ကျွန်တော်တို့မလုပ်ရလေအတိညာဏ်နဲ့တွဲပြီးမှကျွန်တော်တို့ရဲ့ senses ၅ခုနဲ့ကျွန်တော်တို့နှုတ်ကပတ်တော်ကိုဖတ်ရတယ်စားသုံးရတယ်နားထောင်ရတယ် အခုကျွန်တော်တို့နှုတ်ကပတ်တော်ဖတ်တဲ့အခါမှာဗာနဲ့ဖတ်ရတယ်မျက်စိပါရတယ်နှုတ်ရှာပါဇက်ပါရတယ်နားပါရတယ်တစုံတစ်ခုချို့ရင်းသွားကြည့်ဘလို့သွားဖတ်မလဲမလွယ်ဘူးနှုတ်ကပတ်တော်နားထောင်တဲ့အခါမှာလဲထိုးနီး၎င်းပဲဒါကြောင့်အသိဉာဏ်နဲ့ကျွန်တော်တို့ရဲ့ဒီ senses ကဘာလို့ထားတာလဲဆိုတဲ့အခါမှာကျွန်တော်တို့ကဝိညာဉ်ထဲမှာရောက်လာဖို့ရန်အတွက်ဒါကိုသုံးရတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသိဉာဏ်ကိုကျွန်တော်တို့ဘယ်မှာ မမီတွေ့ရဘူးလဲဆိုရင်သွေးသားလောကဘက်ကိုပဲမမီတွေ့ရအဲ့ဒီအတိညာကဘယ်ကိုလှည့်ပြန်ရလဲဆိုဝိညာဉ်ဘက်ကိုလည်းပြန်ရအဲ့ဒီဝိညာဉ်ဘက်ကိုလည်းပြန်ခြင်းကအော်တပါဖြစ်တယ်ခုနပြောတဲ့စိတ်နှလုံးဖခင်ရဲ့အလင်းကဘယ်မှာဖွင့်ပြတယ်လဲဆိုရင်ကျွန်တော်တို့ရဲ့ဝိညာဉ်ဖြစ်တဲ့အော်တပအထဲမှာဖွင့်ပြလိုက်တာအလင်းက plug ဆိုပြီးမှအလင်းဒါကြောင့်ကင်မရာကိုရိုက်တဲ့အခါမှာလေအလင်းထွက်သွားတယ်เนาะကျွန်တော်တို့ကင်မရာ special camera တွေเนาะ တကယ် professional ရဲ့ကြည့်အလင်းထွက်သွား plug ဆိုထွက်တာအဲ့ဒါတခြားမဟုတ်ဘူးပုံရိပ်ကို capture လုပ်ဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်အခုကျွန်တော်တို့ရဲ့အတ္တအแทမှာဖယားတခင်ကအလင်းထွန်းလင်းတဲ့အခါပဲမှာထွန်းလင်းတာလေကျွန်တော်တို့ရဲ့ဝိညာဉ်အแทမှာမနေ့တော့ကလည်းကျွန်တော်စားပြီးပြီယုံကြည်ခြင်းဆိုတာကျွန်တော်တို့စိတ်အแทမှာမဟုတ်ဘူးအတိညာကတန်ရပဲရှိတယ်တဲ့ဝိညာဉ်အแทမှာပဲဖယားကိုယုံတတ်တာအာကိုတတ်တာစိတ်ချတတ်တာဝိညာဉ်အแทမှာပဲ ဒါကြောင့်အခုအတိညာကလည်းပဲကျွန်တော်တို့ဝိညာဉ်ဘက်ကိုလှည့်တည်လိုက်တဲ့အခါကျတော့ဖခင်က plug ဆိုပြီးမှအလင်းပေးလိုက်တာဖခင်ရဲ့အလင်းပေးလိုက်တဲ့အခါကျတော့ man blue ကနေတဆင့်ကျွန်တော်တို့ရဲ့ flame ပြားဖြစ်တဲ့စိတ်နှလုံးသားထဲမှာထင်ဟပ်သွားတာဒါမဟုတ်ဘူးဆိုရင်တဲ့ကျွန်တော်တို့အားလုံးကတဲ့ဖခင်ရဲ့နှုတ်ကပတ်တော်ကြားရင်လည်းပဲဗလာကြီးပဲထွက်လာလိမ့်မယ်ဒါကြောင့်မို့တဲ့နော်အဲ့ဒါဒီနေ့ဒီဝမ်းမြောက်ရတယ်နော်အရောက်တိုင်းဒါကြောင့်မို့တဲ့ဒီမှာနော် ခရိယံကျွန်တော်နည်းနည်းလေးဖတ်သွားမယ်ဟဟလားခရိယံဖြစ်ချင်းမှာတိကျစွာဖြင့်ပြောရမည်ဆိုရင်လူများအားဤတို့ပြုလုပ်ရမည်ထို့တို့ပြုလုပ်ရမည်စသဖြင့်တွင်တင်ဘာရာဘာရာယေတွင်တင်ခြင်းမဟုတ်ပါဘူးတဲ့ခရိယံဆိုတာတဲ့အသက်ရှင်တဲ့ပုဂ္ဂိုလ်တော်ဖြစ်တဲ့ခရစ်တော်ကိုယ်တော်တိုင်ကိုကျွန်တော်တို့အထဲတို့ယူဆောင်ခြင်းဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မန်ဘလူးကနေ plug ဆိုပြီးမှရိုက်လိုက်တဲ့ပုံက ဘဒူပဲလဲဆိုခရစ်တော်။ဒါကြောင့်ကျွန်တော်တို့အတွင်ဝိညာဉ်ဘက်ကိုလှည့်ပြန်ရမယ်အတိညာမှန်ဘလူးဖြစ်တဲ့အတိညာကိုဝိညာဉ်ဘက်ကိုလှည့်ပြန်ရမယ်ဆိုတာပေါ့ပြောတာ ਨੇ ။ဝိညာဉ်ထဲမှာကိန်းဝတ်နေတဲ့သုံးပါးတပါးဖြစ်ရအသက်ရှင်စေတတ်တော်ဝိညာဉ်တော်ကိုအမြဲတမ်းကျွန်တော်တို့ကမလုပ်နိုင်ရလဲမှန်ဘလူးကပွင့်ထားပေးတာ။အဲ့ဒီကနေအလင်းကဖျားရဲ့အလင်းက plug ဆိုပြီးမှပေးလိုက်တဲ့ခါကျတော့တခါတည်း capture ဖြစ်သွားတာ။ဝိညာဉ်ထဲမှာရသွားတာ။အဲ့ရသွားတဲ့ခါကျတော့ အဲ့ဒီကနေတဆင့်ကျွန်တော်တို့ရဲ့စိတ်ထဲမှာပုံရိပ်ကကျန်သွားတာဒါကြောင့်ဒီထဲမှာပါပြောလဲဆိုတဲ့အခါမှာကိုတော်ဒီတဲ့အရာဝတ္ထုပစ္စည်းပုံရိပ်ဖြစ်ပြီးတဲ့ကျွန်တော်တို့ဒီကင်မရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဘာကို capture တော့ तू ကနားလည်လွယ်အောင် ပြောပြတာနော်ဖခင်ကအရာဝတ္ထုပစ္စည်းကတော့မဟုတ်ပါဘူးကင်မရာနဲ့ပြောပြလို့ကျွန်တော်တို့ကိုနားလည်လွယ်အောင်ပြောပြဒါကြောင့်မို့တဲ့ဖခင်အလင်းကိုမန်တူးမတဆင့် ဖလင်ပေါ်တို့ထွန်းလင်းခြင်းအဖြစ်ကိုတော့ကိုတဲ့အရာဝတ္ထုအဖြစ်ကျွန်တော်တို့ကယူဆောင်ရမည်ဖြစ်တယ်။တနေ့ပြီးတနေ့တဲ့တစ်ချိန်ပြီးတစ်ချိန်ခရစ်တော်ရဲ့ပုံရိပ်ဒီအတိညာဉ်ဤနားလည်ခြင်းမှတဆင့်တွေ့လား။အတိညာဉ်ရဲ့နားလည်ခြင်းမှတဆင့်ကိုတော့ကိုကျွန်တော်စိတ်နှလုံးထဲတို့လက်ခံနိုင်ခြင်းအတွက်ကျွန်တော်တို့ဒီတဲ့ဖရားရဲ့အလင်းကိုလွှတ်တယ်။ဒါကြောင့်ခုနပြောပြီးအလင်းပဲမှာလေ။ဝိညာဉ်ထဲကနေဖရားကကျွန်တော်တို့ထွန်းလင်းလိုက်တယ်။အော်တပတ်ထဲမှာဖတ်ဆိုတာနဲ့ကျွန်တော်တို့ကအဲ့ကနေနော် ကျွန်တော်ရဲ့စိတ်နှလုံးထီကိုဖလင်ပြားထီကိုထီသွားတာတို့ဖြစ်ကျွန်တော်တို့ဒီအတိညာနဲ့စိတ်နှလုံးကိုမိကက်တို့ချိန်ဆရမိကိုတည်ယူကြရမယ်အဲ့ဒါလိုအပ်တယ်ဒီနေ့ကျွန်တော်တို့ကခုနပြောတဲ့အတိုင်းဖလင်ရဲ့မှန်ဘလူးရဲ့ဘလူးเนาะအဲ့ဒါနဲ့ကွက်တိဖြစ်ဖို့ရန်အတွက်ကျွန်တော်တို့တည်ယူရမယ်တဲ့အတိညာနဲ့စိတ်နှလုံးကိုအာမင်ဒါကြောင့်ဒီအောက်မှာနည်းနည်းလေးကျွန်တော်ဖတ်သွားပါမယ် ဝိညာဉ်ဆိုင်ရာအတွေ့အကြုံများเนาะဝိညာဉ်ဆိုင်ရာအတွေ့အကြုံများဒီမိတိအရာဖြစ်သည်တဲ့၎င်းတို့မှာကျွန်တော်တို့အထဲတို့ယူဆောင်သောခရစ်တော်ရဲ့ပုံရိပ်ဝိညာဉ်ဆိုင်ရာအတွေ့အကြုံ experience အဲ့ဒါကဘာလဲဆိုရင်ခရစ်တော်၎င်းတို့မှာတဲ့ကျွန်တော်တို့အထဲတို့ယူဆောင်သောခရစ်တော်ရဲ့ပုံရိပ်ကိုတဲ့ကင်မရာနဲ့ကျွန်တော်တို့ရဲ့ဝိညာဉ်ဖလင်ပေါ်၌ထင်ပေါ်စေခြင်းဖြစ်တယ် ဒါကြောင့်ပြောပြီးပြီအတွင်းဝိညာဉ်ထဲမှာကင်းဝေးတဲ့ခရစ်တော်ကိုကျွန်တော်တို့က capture လုပ်လိုက်တာဖခင်ကအလင်းဖွင့်ပြလိုက်တဲ့အခါမှာအေးမန်ဘလူးကနေတဆင့်ကျွန်တော်ရဲ့ဖလင်တားပေါ်မှာပေါ်သွားတာဖြစ်တယ်အချို့ခရစ်များမှာတဲ့မန်ဘလူးဒီတဲ့အမြဲလိုလိုဖို့အုပ်ထားပြီးအကြောင်းဒီနေ့ကျွန်တော်ခုနပြောပြီးအစပိုင်းမှာမန်ဘလူးကိုဖို့အုပ်တဲ့အဖုံးကဆက်ဒမနရဲ့အလုပ်ဖြစ်တယ်ဒီနေ့ကျွန်တော်တို့စုတောင်းဖို့လိုအပ်တယ် နော်ဖလင်တီမန်ကန်မှုမရှိပဲချိန်ချိန်ဆညှိထားတတ်ကြဒါညှိထားတတ်ကြဒီတဲ့သူတို့ရဲ့ဖလင်ကိုကြည့်မိဆိုရင်လေရုပ်ပုံမတွေ့ရပဲဖလင်ရဲ့ပုံတိုင်းလိုလိုတဲ့ဗလာပဲတွေ့ရတယ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တတာမှာအဲ့ဒီမန်ဘလူးကိုဖုံးထားတဲ့အဲ့ဒါအဖုံးကိုဖယ်ဖို့အတွက်ဒီနေ့စာဒမနကရဲ့တဲ့ကျွန်တော်တို့ကိုဖုံးတာနားမလဲအောင်တဘောမပေါက်အောင်မရှင်းလင်းအောင်သခင်ယေရှု ကိုတော်ဖျားကိုတော်အလင်းပေးပါကိုတော်ကိုတာ၍မြင်တွေ့လိုပါ၏ကိုတော်ကိုဝမ်းမြောက်လိုပါ၏ကျွန်တော်တို့သခင်ဖျားထံအဲ့လိုဆုတောင်းဖို့လိုအပ်တယ်ဒါကြောင့်မို့တဲ့တမန်တော်ပေါ်လူထံမှာကျွန်တော်တို့စကားပြောမယ်ဆိုရင်တဲ့နော်တမန်ပေါ်လူရောက်ရှိလာပြီးတဲ့ကျွန်တော်တို့ဒီသူ့ရဲ့ကင်မရာကိုဖွင့်ကားတဲ့ဆွဲချလိုက်မယ်ဆိုရင်ဆွဲထုတ်လိုက်မယ်ဆိုရင်ရုပ်ပုံတိုင်းဒီခရစ်တော်နဲ့အမြဲတည်နေတဲ့ရုပ်ပုံဖြစ်လေပြောကြရပါလေကင်မရာတင်ဒီ တင်ဖြစ်တယ်ကင်မရာကျွန်တော်ဖြစ်တယ်ပေါလုရဲ့အသက်တောက်ကိုဆွတ်ဖွင့်လိုက်မယ်ဆိုရင်ပေါလုကကင်မရာဖြစ်တော့ကြောင့်ဆွတ်ဖွင့်လိုက်တဲ့အခါမှာခရစ်တော်ရဲ့ရုပ်ပုံအပြည့်ပဲတွေ့ရပါလိမ့်မယ်အာမင်ဒီနေ့ချစ်တော်မိသားစုကျွန်တော်တို့အသက်တာဟာကင်မရာဖြစ်ပါတယ်မန်ဘလူးဟာခုနပြောပြီးကျွန်တော်တို့ရဲ့အတိညာဉ်ကျွန်တော်တို့ရဲ့နှလုံးသားဟာဖလင်တာဖြစ်ပြီးတော့ အလင်းပေးလိုက်တဲ့အခါကျတော့အဲ့ဒီအလင်းရှိတဲ့အခါဘုရားရဲ့အလင်းပေးခြင်းအဖြစ်မြင်ရတဲ့ရုပ်ပုံကို capture လုပ်တာဖြစ်တယ်။အဲ့ဒါကို꿰စေတာကအဖုံးပဲ။အဲ့ဒီအဖုံးဖွင့်ဖို့ရန်အတွက်ဒီနေ့ဘုရားသခင်ကသူ့သားသမီးတွေရဲ့အတ္တအထဲထဲမှာဆုတောင်းခြင်းနဲ့မနှက်ရဲ့ဖုံး꿰ခြင်းကနေကျွန်တော်တို့ဖေရှားလို့ရတယ်။အာမင်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်း ခရစ်တော်ရဲ့ပုံရိပ်ကိုအချိန်တိုင်ကျွန်တော်တို့ရဲ့ဖလင်တာဖြစ်တဲ့နှလုံးသားပေါ်မှာရိုက်เนาะနှလုံးသားပေါ်မှာထင်ဟပ်တဲ့သားသမီးတယောက်ချင်းစီတိုင်းဖြစ်ပါစေလို့ကျွန်တော်စားသုံးရတဲ့နှုတ်ကပတ်ကိုလည်းစီစဉ်ဝေမျှပါတယ်